င်္ဂလာပါရှင်ကျမကတော့ဒီ channel ဖြစ်ပါတယ် coach by future youtube channel မှာကျေးဇူးလိုက်ပါတယ်ကျမကဒီနေ့ fear of avoidant attachment ရခဲ့တဲ့သူရဲ့စိတ်ဓာတ်ရအကြောင်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ် fear of avoidant attachment ရခဲ့တဲ့သူတွေအားဆိုရှင်ရသူတို့ဟာအချစ်မခံဘူးလို့အများကြီးယူဆနေနေရှိပါတယ်ဆိုတော့တကယ်လို့သူတို့ကိုတခြားသူတွေကနေချစ်ပေးနေပြီဆိုရှင်ဒီယာကြီးရမတည်ငြိမ်ဘူးအာတစ်ချိန်တောင်လို့ရှိရင်သူတို့ကိုဆွန့်ပြစ်လိုက်မှာပဲသူတို့ကိုထားသွားမှာပဲအဲဆိုပြီးတော့ပဲသူတို့စိတ်ထဲမှာအမ ဲထင်နေကြရပေါ့နော်။တော့သူတို့ဆိုလို့ရှိရင်ဘယ်သူမှမလိုချင်ဘူး။ဘယ်သူမှလည်းသူတို့ကို support မပေးချင်ဘူးပေါ့နော်။သူတို့ကဒါချစ်တယ်ဆိုတဲ့ဟာဒီခဏတာယာယီပဲဖြစ်တယ်ဆိုတဲ့ခံစားမှုမျိုးကိုအမြဲခံစားနေရလေးရှိပါတယ်။ဆိုတော့ဘာကြောင့်မလို့ဒီလိုမျိုး fearful avoidant attachment ဖြစ်လာတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးတော့ပါမယ်။ဆိုတော့ကျမတို့ကနေစဉ်ကနေပြီးတော့မိဘက consistency parenting နဲ့အုပ်ချုပ်ခဲ့တာမျိုးမဟုတ်ဘူးဆိုလို့ရှိရင် fear ကို avoid နဲ့ attachment ကိုရနိုင်ပါတယ် consistency parenting မဟုတ်ဘူးဆိုတာဘယ်လိုမျိုးလဲဆိုတော့အဲမိဘကနေပြီးတော့သူစိတ် အလိုကျနေရင်တစ်မျိုးအလိုမကျနေရင်တစ်မျိုးကလေးပုံမှာဆက်ဆံတယ်သူရဲ့စိတ်ကြည်နေတဲ့အချိန်ဆိုလို့ရှိရင်ကလေးကိုကောင်းကောင်းမွန်မွန်ဆက်ဆံတာမျိုးလုပ်တယ်သူရဲ့စိတ်မကြည်နေတဲ့အချိန်အလုပ်ငန်းမှာ stress တွေရနေတဲ့အချိန်နေဆိုလို့ရှိရင်ကလေးပုံမှာဆူတာငေါက်တာအာကြိုက်တာနှက်တာမျိုးတွေကိုလုပ်တယ်သူကတခြားသူတွေစီကနေရတဲ့ဒေါသတွေစိတ်မကြည်မှုတွေကိုကလေးပုံမှာပုံချလေးရှိရဆိုလို့ရှိရင်ကလေးအနေနဲ့ကြာလာတဲ့အခါမှာစိတ်ဓာတ်ရရလာတယ်ပေါ့နော် ပြီးအာ attachment နဲ့ပတ်သက်ပြီးတော့ insecure ဖြစ်လာတယ်ဆိုတော့ဒီ attachment အနေနဲ့ပတ်သက်ပြီးတော့လုံခြုံမှုမရှိတော့ဘူး insecure တစ်ဖက်ဖြစ်လာတယ် အသက်ကြီးလာတဲ့အခါမှာဆိုလို့ရှင်လဲအ relationship တွေမှာဆိုလို့ရှင်လဲသူကအပြေးပြေးချင်းနဲ့ပြဿနာတွေရှိလာရပေါ့နော်အဲ close relationship ဖြစ်ပြီးဆိုတာနဲ့သူစိတ်ထဲမှာသူ့ကိုထားခဲ့တော့မယ်ဆိုပြီးတော့ပဲယုံကြည်နေပေါ့နော်ဒီ relationship ကနေပြီးတော့ကြောက်ပြီးတော့ခပြေးချင်လာတယ်တကယ်တော့သူ့ရဲ့ address စိတ်ထဲမှာအာတကယ်တော့ဒီ relationship နဲ့ပတ်သက်ပြီးတော့အချစ်ခံခြင်းနဲ့သူ့ကို view ဆက်ခံခြင်းနဲ့ သူတို့ကလည်းပြန်ပြီးတော့ချစ်ချင်တယ်သူ့မှာပြဿနာတူတူကသူတို့ကဒီပေါ့နော်ကိုယ့်ရဲ့ဘေးနားမှာရှိတဲ့တကယ်ချင်းဖြစ်စေကိုယ့်ရဲ့ relationship ကိုယ့်ရဲ့ partner တွေကိုဖြစ်စေပေါ့နော်ချစ်ချင်တယ်ဒါပေမဲ့အပြည့်အဝမချစ်ရဘူး ယုံရင်လည်းဒါပေမဲ့အပြည့်အဝမယုံရဘူးစရတဲ့စိတ်ပန်းဆိုင်ရာပြဿနာတွေတက်လာပါတယ်။မလို့သူတို့ကဆက်ပြီးတော့အပေါင်းအသင်းတွေကိုရှောင်တယ်။မလုံတဲ့နဲ့အပြည့်အဝမျိုးတွေကိုလုံတယ်။အဲသူတို့ကိုမုန်းသွားအောင်ပေါ့နော်။သူတို့နာကျူအောင်သူတို့ကနေဆက်ပြီးတော့ miss behavior တွေဆက်ပြီးတော့လုံတယ်။တကယ်တော့သူတို့စိတ်ထဲမှာဒီသူတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုသူတို့တကယ်တော့ချစ်ပြခြင်းနဲ့ဒါပေမဲ့ပြဿနာတစ်ခုကကြတော့ဘလို့ချစ်ပြမှန်းမသိဘူး။ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတော့သူတို့ဟာ ငယ်စဉ်ကလေးကနေစပြီးတော့ချစ်ချင်းမြတ်တာကိုအပြေအဝမရရှိခဲ့တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ဆိုတော့ဟိုကိုကိုရိုင်းချစ်ချင်းမြတ်တာကိုပြေပြေဝဝလောလောဆယ်မရခဲ့တဲ့သူတွေကတခြားသူတွေကိုဘယ်လိုမျိုးပြန်ပြီးတော့ချစ်ပြရမလဲ၊ယူဆိုက်ပြရမလဲ၊မြတ်တာပြရမလဲဆိုတာကိုမသိတာမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လို့သူတို့ကတခြားသူတွေကိုပြေပြေဝဝချစ်ချင်တယ် ဒါပေမဲ့မချစ်ရဲဘူးချိန်တို့ထားတော့မှကြောက်တယ်တခြားလူတွေကိုယုံရင်လည်းဒါပေမဲ့ပြပြဝဝမယုံရဲဘူးတို့တို့ချိန်ညာလက်လွတ်လိုက်မှဆလွတ်လိုက်မှလို့ပဲယုံကြည်နေတာကျွန်မလိုပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးစိတ်ကြံစားမှုတွေဖြစ်နေတဲ့လူတွေကိုကျွန်တော်ကဘယ်လိုဆက်ဆံတင်လဲဆိုလို့ရှိရင်တို့ကိုကျွန်တော်ကရွေးထွေးထွေးကျင်ကျင်နာနာဆက်ဆံတာမျိုးအကျွန်တော်ကစကားပြောတဲ့အခါမျိုးမှာလည်းအေးအေးချမ်းချမ်းပြောဆိုတာမျိုးပဲလုပ်တင်တယ် နောက်တစ်ခုအနေနဲ့သူတို့ရဲ့ personal space လေးသူတို့လိုချင်တယ်ဆိုတဲ့အခြေအနေမျိုးမှာလည်းကျွန်တော်တို့ကသူတို့ရဲ့ personal space ကိုပေးသင့်ပါတယ်နောက်တစ်ခုကကြတော့သူတို့တွေကသူတို့ရဲ့စိတ်ခံစားချက်ကိုသူတို့ပိုင်နေဆိုတဲ့သဘောတရားလေးသိအောင်လဲကျမတို့ကသူတို့ကိုနားလည်ပေးရသူတို့ရဲ့စာချက်တွေကိုသိရဆိုတော့ action hero တွေကိုသူတို့ပြဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ကိုယ်စီမှာပုံမှန်မဟုတ်တဲ့စိတ်အခြေအနေတွေစိတ်ထံရတွေစိတ်တော့ကတွေ ရှိနေပြီလို့လူဆရတယ်ဆိုလို့ရှိရင်တော့ professional အကူအညီကိုယူဖို့လိုအပ်လာပါပြီအဲ့တော့တကယ်လို့အာကိုယ့်စီမှာအစိတ်တန်ရာရှိတယ်စိတ်မပုံမနဲ့အခြေအနေတွေမှာတဲ့ health problems တွေဖြစ်လာတယ်ဆိုလို့ရှိရင်အာစိတ်ပန်းဆိုင်ရာအကြံပေးမှုမျိုးဆွေးနွေးမှုမျိုးတွေလိုအပ်လာတယ်ဆိုလို့ရှိရင်တော့ကျမရဲ့ page တွေဖြစ်တဲ့ course mentorship page ကိုဖြစ်စေ integrated development page ကိုဖြစ်စေဆက်သွယ်မေးမြန်းဆုံးသမ်းပြီးတော့ counseling session လေးတွေလုပ်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်